ငငယ်တော့ကတရားမအောင်အလွန်ကြောက်ခဲ့တယ်။ဒါပေမဲ့အသက်အရွယ်တခုရောက်လာတဲ့အခါမှာတော့တေဆုံးသူတွေများပြားလာတာကိုကြည့်ပြီးတော့တရားမအောင်မကြောက်တော့ဘူး။တေဆုံးချင်းဆိုတဲ့အရာကမလွဲမသွေကြုံသိရမယ့်အရာပဲ။ဒါပေမဲ့မသိခင်မှာဘလို့ရက်တီပြီးတော့ရှင်သန်ရမလဲဆိုတာဟုတ်လား။အရေးကြီးတယ်။အဲ့အရာကိုလည်းရွေးချယ်ဖို့ကပိုအရေးကြီးတယ်လို့ပြောရမယ်။ဒီစကားလေးနဲ့2025မှာအထင်ရှားပေါ်လာတဲ့ရုပ်ရှင်တကားရှိတယ်။ ဒီစကားလေးရဲ့မူရင်းပိုင်ရှင်ကစတီဗင်ကင်းပဲဖြစ်တယ်။ဟော်ရာကင်းလို့ခေါ်တဲ့စတီဗင်ကင်းရဲ့မူရင်းဝတ္ထုကိုမှီညံပြီးတော့ပုံဖော်ထားတဲ့ The Long War ဆိုတဲ့စကားလေးပဲဖြစ်တယ်။ဒီစကားလေးကတော့2025မှာထွက်ရှိခဲ့တဲ့ဟော်ရာမူဗီတွေထဲမှာအကောင်ဆုံးစကားတကား Survival ရုပ်ရှင်တကားအနေနဲ့2025မှာလူသိများလာခဲ့တယ်။1990မှာအမေရိကန်နိုင်ငံမှာခေတ်ပြက်ကာလနဲ့ကြုံတွေ့ရတယ်။ စီးပွားရေးတွေချွတ်ချုံကြပြီးတော့နိုင်ငံကရိုင်းလဲခဲ့တယ်။အဲ့ဒီချိန်မှာအမေရိကန်စစ်တပ်ကတိုင်းပြည်ကိုအုပ်ချုပ်လိုက်တယ်။အမေရိကန်စစ်တပ်ကအုပ်ချုပ်တဲ့အခါမှာလူတွေကိုမျက်စိပိတ်နားပိတ်အောင်စာအုပ်တွေကိုဖတ်ခွင့်မပေးတော့ဘူး။ပြီးတော့လွတ်လပ်စွာ ပြောဆိုခွင့်တွေကိုပါပိတ်ပင်လိုက်တယ်။ဒါအပြင်လူတွေဟာဆင်းရဲနေတယ်။ဒီဆင်းရဲနေတဲ့အရာကမရှိလို့မဟုတ်ပဲနဲ့လူတွေဟာပြင်းကြီးနေခြင်းကြောင့်ဆင်းရဲနေတာဆိုပြီးတော့ဆွဆွဲပြောဆိုလာတယ်။ ဒီအတွက်ကြောင့်တနှစ်တခါမိုင်းရှေလမ်းလျှောက်ပြိုင်ပွဲကိုအမေရိကန်စစ်တပ်ကကြီးမှုကျင်းပပြီးတော့ပြုလုပ်လေးရှိတယ်။အဲ့ပြိုင်ပွဲမှာလည်းဘာလို့ကျင်းပလာလဲဆိုတော့ပြိုင်ပွဲတစ်ခုပြီးသွားတိုင်းလူတွေကလက်ကြောတင်လာတယ်။ပို့ပြီးတော့တိုင်းပြည်ရဲ့ကုံထုပ်လောက်အားတွေကလည်းပို့ပြီးအားကောင်းလာတယ်ဆိုပြီးတော့မှတ်ချက်ပြုကြတယ်။ဒီအရာကိုရည်ရွယ်ပြီးတော့ဒီပြိုင်ပွဲကိုပြုလုပ်တာလို့ဆိုတယ်။မိုင်း330ရှေလျားတဲ့မိုင်းရှေလမ်းလျှောက်ပြိုင်ပွဲမှာ အမေရိကန်ရဲ့ပြည်နယ်90မှာရှိတဲ့ပြည်နယ်တပြည်နယ်မှာ10ကျော်သက်လူငယ်တယောက်စီကိုစားပြုပေးရမယ်။အဲ့လိုကိုစားပြုဖို့အတွက်လည်းတပြည်နယ်မှာတယောက်နှုံးနဲ့မင်းနိုင်ပြီးတော့ရွေးချယ်ရမယ်။ပြည်နယ်90ကိုကိုစားပြုတဲ့10ကျော်သက်လူငယ်အယောက်90ဟာနောက်ဆုံးတော့မိုင်းရှည်လမ်းလျှောက်ပြိုင်ပွဲကိုမဖြစ်မနေဝင်ပြိုင်ရမယ်။ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတော် ပြန်လည်တိဆောက်ရေးနဲ့ပြီးတော့ပြည်သူလူထုတွေအကုန်လုံး အားတက်တယောပါလာအောင်နောက်ပြီးကျတော့လှုပ်အားရဲ့တံမိုးကိုလည်းမြင်လာအောင်ဆိုပြီးတော့ရည်ဝဲပြီးတော့လှုပ်တာလို့ဆိုတယ်ဒီပြိုင်ပွဲရဲ့စီမင်းစည်းကမ်းတွေကတော့ရိုးရှင်းလေးပဲဖြစ်တယ်တနင်္လာရီ3မိုင်နှုန်းနဲ့လမ်းလျှောက်ရမယ်အရှိန်ရှော့လို့မရဘူးရန်နာလို့မရဘူးအပေါ့ပါးတွေတွားလို့မရဘူးတနင်္လာရီ3မိုင်နှုန်းရော့သွားပြီဆိုရင်တတိပေးချင်းခံရမယ်၃ချိန်တတိတတိပေးမယ်၃ချိန်ကြော်လုံတဲ့အခါမှာတော့ပြိုင်ပွဲရနေပြီးတော့ထုတ်ပယ်ချင်းခံရမယ် ပြိုင်ပွဲကနေထုတ်ပယ်တာကလည်းအရင်ကြီးတော့မလွယ်ကူနေဘူးဘာလို့လဲဆိုတော့ဘောကနေကုန်းချုပ်ပေးတဲ့အနေနဲ့တနက်နဲ့ပြစ်သက်ချင်းခံရတယ်ဒီပြိုင်ပွဲကပန်းတိုင်းမရှိအဆုံးမရှိပြိုင်ပွဲလို့ပြောလို့ရတယ်နောက်ဆုံးကြံခဲမဲ့သူကတယောက်တည်းဖြစ်ကြမယ်အောင်းနိုင်သူကလည်းတယောက်တည်းဖြစ်ကြမယ်အနိုင်ရရှိသူကတော့ပတ်စံငွေကြေးအမြောက်အများနဲ့လိုချင်တဲ့စံသားတစ်ခုကိုတောင်းဝင်ရှိတယ်ဒီပြိုင်ပွဲကိုစတင်တဲ့အခါမှာအနောက်ကနေပြီးတော့စစ်ကားတွေ ဘေးဘက်ဘက်လယ်မှာစစ်သားတွေကတောက်လျှောက်ထက်ချက်မကွာလိုက်ပြီးတော့ကြီးကျက်နေမယ်။လန်ကီးကရှီလျားတဲ့အတွက်လူတဘာဝအတိုင်းပဲအစာပိုင်းမှာတော့ညင်ညွညွနဲ့ငါတို့ကတော့စုရရင်ဘာလုံးမယ်စုရခဲ့ရင်ဘာလေးဝယ်မယ်မိမတွေအများကြီးယူပေးမယ်ဘယ်နိုင်ငံကိုသွားပြစ်မယ်စသဖြင့်စိတ်ကူးပုံဖော်ပြီးတော့လမ်းလျှောက်နေကြတယ်။အချိန်ကြာလာတာနဲ့အမြမိုင်မောင်းများစွာကိုဖြတ်လာတယ်မြတ်။တယောက်နဲ့တယောက်မညင်ညွကြတော့ဘူး။တယောက်ကိုတယောက် တွန်းတိုက်ခြင်းလာကြတယ်တယောက်ကိုတယောက်ခြေထိုးခံခြင်းကြတယ်တယောက်ကိုတယောက်ပြစ်တင်ဝေဖန်ခြင်းကြလာတယ်ပြိုင်ပွဲဝင်လူငယ်အယောက်90မှာလဲဖုံးကွယ်ထားတဲ့ဇလန်းအသီးသီးရှိတယ်ဒီဇလန်းတွေကလည်းစိတ်ဝင်စားစရာအလွန်ကောင်းတယ်ဒီပြိုင်ပွဲမှာ ပါဝင်တဲ့လူတိုင်းလူတိုင်းမှာကြေကွဲစရာကြမ်းတမ်းတဲ့ဘဝဇာတ်ကြောင်းတွေရှိတယ်ဒီဇာတ်ကားကစပိုင်ဘယ်ဇာတ်ကားဖြစ်ပေမဲ့ကြည့်ရတဲ့အခါမှာကြမ်းတမ်းပြီးတော့ ရင်သာစရာကောင်းတယ်လို့ကြေခွဲစရာတွေလည်းကောင်းနေတယ်။မိုင်းနိုင်ခီးရှည်ဆိုတာကတကယ်တကယ်တော့သင်္ကေတတစ်ခုပဲဖြစ်တယ်။ဘဝရည်တည်ရေးအတွက်ရတတ်လို့မရဘူး။ရတတ်နာနဲ့ဘဝနေကုန်ချုပ်မယ်ဆိုတဲ့အရာတွေကိုလည်းဒီစကားမှာမြင်ရပြီးတော့ကြည့်ရှုရတဲ့ပြဿနာတွေကလည်းတဲမှာပါဝင်တဲ့ဇက်ကောင်နေတဲ့အတူမနာတမ်းပေါ့။အတူတူလမ်းလျှောက်နေရတယ်လို့အတူတူရင်မောနေရတယ်လို့ခံစားရစီတယ်။ဘလောက်ပဲပင်ပန်းပင်နဲ့ပန်းဘလောက်ပဲခက်ခဲခက်ခဲ ခြေထောက်တွေနာကျင်ပါစေနောက်ဆုံးခြေထောက်တွေကျိုးကျေပြီးတော့ပေါက်ပြဲနေပါစေရက်တန့်လို့မရဘူးအသက်ရှင်ကျင်တော့ဆက်လျှောက်နေရမှာပဲဒီစကားရဲ့မူရင်းပိုင်ရှင်ကအမေရိကန်စာရေးဆရာ စတီဗင်ကင်းပဲဖြစ်တယ်နာမည်တူဝိတုကိုပဲပြန်ပြီးတော့ရုပ်ရှင်အနေနဲ့ပုံဖော်ထားတာဖြစ်တယ်ပုံဖော်ထားတဲ့ writer ကလည်း Hunger Game လို့စကားမျိုးကို ဖန်တီးခဲ့တဲ့အမေရိကန် writer Francis Lauren ပဲဖြစ်တယ်ဒီစကားကို ပုံဖော်တဲ့အခါမှာ Stephen King နဲ့ Francis Lawrence ကအတူတူတိုင်ပင်ပြီးတော့ပုံဖော်ခဲ့တာပဲဖြစ်တယ်။ကျွန်တော်တို့နဲ့တိတ်မဝေးတဲ့အနာဂတ်ကာလမှာဖြစ်ပေါ်လာနိုင်တဲ့အရာကိုမိမောင်းထိုးပြတာလို့ပြောလို့ရတယ်။ခေတ်ပြတ်ကာလတွေမှာကြုံတွေ့ရနိုင်တဲ့အရာတွေဖြောပြေးအစီအစဉ်တွေတပ်ပုတ်တာတွေထိုးနှက်တာတွေဒီအရာတွေကအတိတ်ကာလကယောမခေတ်တို့ဂရိခေတ်တို့ ကျွန်တော်တို့ကျွံဝဲခေတ်တွေကာလတော့ တက်ပုတ်ကြပြီးတော့ဖြောပြေးရေးအစီအစဉ်တွေတက်ဖြတ်ကြပြီးတော့ဖြောပြေးရေးအစီအစဉ်တွေတလက်ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့အရာကိုလည်းနမိတ်ပြနေသလားလို့ထင်ရစီတယ်။စာအုပ်နဲ့ရုပ်ရှင်ရဲ့ကွာစားချက်ကို နိုင်ရှင်ကြည့်မယ်ဆိုရင်စာအုပ်ထဲမှာတော့ပြိုင်ပွဲဝင်တွေကအယောက်တရာပါတယ်။ဒါပေမဲ့ရုပ်ရှင်ထဲမှာတော့အယောက်50ပဲပါတယ်။ဒီအရာကလည်းအမေရိကန်နိုင်ငံရဲ့ပြည်နယ်90ကိုကိုးစားပြုတယ်လို့ဆိုတယ် ဒါအပြင်စာအုပ်ထဲမှာတော့တနအီကို၄မိုင်နှုန်းနဲ့လမ်းလျှောက်ရမယ်ပြိုင်ပွဲဝင်ရမယ်ဒါပေမဲ့ရုပ်ရှင်ထဲမှာတော့တနအီကို၃မိုင်နှုန်းနဲ့ပြိုင်ပွဲဝင်ရတယ်ဒီရာကိုလည်းမူရင်းစာရေးဆရာဖြစ်တဲ့စတီဗင်ကင်းကထုတ်လုပ်သူ Risley ကိုတောင်းဆိုခဲ့တာဆိုပြီးတော့ထုတ်ဖော်ပြောထားတာ၄ရှိတယ်ဒါအပြင်ဒီထဲထဲမှာ နောက်ဆုံးအောင်နိုင်သူတယောက်ဖြစ်လာမယ်ပီတာကစာအုပ်ထဲမှာဂျီသာဟောင်းနဲ့ပြဿနာဖြစ်ပြီးတော့သူကသူ့ကိုယ်သူမုန်းတီးနေတဲ့လူတယောက်ဖြစ်တယ် ဒါပေမဲ့ရုပ်ရှင်ထဲမှာတော့သူကမိဘမဲ့ခလေးတယောက်မိဘမဲ့လူငယ်တယောက်ခါတိတဲ့ဘဝတွေပိုင်ဆိုင်ထားတဲ့သူတယောက်ဖြစ်နေတယ်။နောက်ဇက်ကောင်တူကတော့ဆောက်ထဲမှာဆက်ခရန်ဆိုတဲ့ဇက်ကောင်တယောက်ပါတယ်။ပြိုင်ပွဲဝင်သူတယောက်ပေါ့။သူကဒီရုပ်ရှင်ထဲမှာမပါလာဘူး။ဆောက်ထဲမှာပါတဲ့ဆက်ခရန်ကခန္ဓာကိုယ်ထွားထွားကြမ်းကြမ်းနဲ့တန်ပါတဲ့လူတယောက်သူ့မှာကိုဝင်တဲ့ကက်တီဆိုတဲ့မိန်းမတယောက်ရှိတယ်။ အဲ့မိမရှိတဲ့အတွက်သူကပြိုင်ပွဲကိုဝင်တယ်။နောက်ဆုံးသူကလန်တဝက်မှာနမိုနီးယားရောဂါဖြစ်ပြီးတော့အဲတေဆုံးခဲ့တယ်ပေါ့။ဒါပေမဲ့သူ့ကိုစာအုပ်ထဲမှာတော့တောက်လျှောက်အဲအောင်နိုင်သူအလားပေါ့နော်ထင်အောင်အဲပုံဖော်ထားတာရှိတယ်။အလားလားရှိတဲ့အောင်နိုင်သူတယောက်အနေနဲ့ပုံဖော်ထားတယ်။ဒါပေမဲ့ဒီရုပ်ရှင်ထဲမှာတော့အိုက်ဇက်ကောင်မပါလာဘူး။သူ့အစာပုံစံတူတဲ့ step in ဆိုတာပါလာတယ်။ step in ကတော့ ဒီဘုံမူကြီးရဲ့တရားဝင်သားတယောက်ဖြစ်တယ်ဒါပေမဲ့ तू ကပြိုင်ပွဲဝင်တူဖြစ်နေတယ် तू ကလည်းအမျိုးမည်မသိတဲ့ယောဂတစ်ခုကိုလန်ခီးမှာခံစားရပြီးတော့နောက်ဆုံးပြိုင်ပွဲကိုအဆုံးတက်သွားသေးသေးတယ်ပေါ့နော်အဲ तू ကလည်းနောက်ဆုံးကြံခဲ့တဲ့၃ယောက်တည်းကတယောက်ပဲဖြစ်တယ်နောက်ဆုံးစာအုပ်နဲ့ရုပ်ရှင်ကွာခြားချက်တစ်ခုကတော့ဒီထဲမှာလန်ခီးတစ်လျှောက်အဲထုတ်ပယ်ခြင်းခံရတဲ့ပြိုင်ပွဲဝင်တွေကိုတပ်လိုက်တယ်တေးဆုံးသွားတဲ့အခါမှာစာအုပ်ထဲမှာတော့အသေးစားထုတ်ပိုးပြီးတော့ တင်ဆက်သွားတာကိုမြင်ရနိုင်တယ်။ဒါပေမဲ့ရုပ်ရှင်ထဲမှာတော့ဒီတိုင်းပဲပြစ်ထားခဲ့တယ်ပေါ့။ဒီရာတစ်ခုကိုတွေ့ရနိုင်တယ်။နောက်ဆုံးဒီစကားထဲမှာဘာကိုတွေ့ရလဲဆိုတော့နောက်ဆုံးပြိုင်နေရင်းနဲ့လူတွေကတယောက်နဲ့တယောက်ယဉ်ကြီးလာတဲ့အခါမှာနှွေးထွေးမှုတွေ၊ကျင်နာမှုတွေဖြစ်စေတဲ့အရာတွေကိုလည်းမြင်ရတယ်။နောက်ဆုံးပြိုင်ပွဲဝင်သုံးဦးဖြစ်တဲ့ Steven ရဲ့ Ray ရဲ့ Peter ရဲ့ဒီသုံးယောက်ရဲ့တယောက်နဲ့တယောက်လေးစားမှုဆက်ဆံမှုတွေကတမူထူးခြားနေတယ်။ဟို ပြိုင်ပွဲဝင်ဆိုတာအထက်ကိုပန်းနိုင်ကိုအတူတူရှောင်းလန်းနေတဲ့လူသားတွေကတယောက်ကိုတယောက်ဖေးမှပြီးကူညီနေတဲ့ပုံစံကိုမြင်ရတယ်ပေါ့ဒီဟာကိုလည်းစတီဗင်ကင်းကအဲဒီလိုသဘာဝတွေရှိတယ်ဆိုတာကိုပုံပေါ်ထားခြင်းပုံရတယ်နောက်ဆုံးအဲစကားလေးတခွန်းတွားတသိရတယ်တိုးတွေစိတ်တွေဖြစ်နေတာကိုအသာထားလူဖြစ်နေဖို့ကအရေးကြီးတယ်ပေါ့ဒီစကားကဘာကိုပြောတာလဲဆိုတော့တလိဆန်ယုံထဲမှာ ရောက်နေတဲ့အဲတလိဆန်နေပေါ့နော်သူတို့ကိုလောင်ရင်ထဲမှာပိတ်မိပြီးထားတယ် ဒါပေမဲ့ပုံမှန်အစာကျွေးတယ်ပျော်အောင်ထားတယ်ဒါပေမဲ့သူတို့ကတော့တိရစ္ဆာန်တွေပဲဖြစ်နေတယ်ဒါပေမဲ့လူဖြစ်အောင်လုပ်လို့မရဘူးပေါ့ဒီသဘောကိုလည်းဖော်ပြထားတယ်စာအုပ်နဲ့ရုပ်ရှင်ရဲ့ကွာခြားချက်ကတော့အနည်းငယ်ရှိလိမ့်မယ်။စာအုပ်၊မူရင်းစာအုပ်ကိုတစ္ဆာရှိစွာပြန်လည်ရိုက်ကူးထားပေမဲ့လည်းအဲဇလန်းသဘောအရအနည်းငယ်ကွာခြားချက်တွေတော့ရှိလိမ့်မယ်။ရုပ်ရှင်ထဲမှာဇသိန်းပိုင်းကိုအဲသဘောမကျတာတွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့လည်းအဆုံးသတ်မှာ အကုန်လုံးကပျော်တဲ့လူရှိသလိုဝမ်းနည်းတဲ့လူတွေလည်းရှိနေကြလိမ့်မယ်။ဒါပေမဲ့ပြောင်းလဲလို့မရတဲ့အရာတစ်ခုကလည်းရှိနေပြန်တယ်။နောက်ဆုံးအောင်နိုင်သူဖြစ်တဲ့ပီတာကဘရီရဲ့ဆန္ဒကိုကူညီပေးလိုက်တယ်။ဒါပေမဲ့ဘာရီဆက်ဖြစ်သွားမလဲ။ဒါကတော့မေကွန်းထုတ်ကမဲ့အပိုင်းကြီးဖြစ်လာတယ်လို့မြင်မိတယ်။တကားထဲမှာတယောက်နဲ့တယောက်ရက်ဆက်မှုတွေကိုလည်းမြင်ရတယ်လို့တယောက်နဲ့တယောက်ခြေထိုးခံမှုတွေကိုလည်းမြင်ရတယ်။နောက်ပြီးကြတော့ဒီ မိုင်းရှိလမ်းလျှောက်ပြိုင်ပွဲဆိုတာလူဘွားလူဘွဲရက်တန်လို့မရဘူးရှောက်လန်းနေရမယ်ဒါပေမဲ့ရက်တန်လိုက်ပြီဆိုရင်တော့ဘွားကနေကုန်းချက်သွားလိမ့်မယ်နောက်တစ်ချက်ကတော့ဘလို့ပဲထိန်းချုပ်ခံရသည် ဖြစ်စေရှေ့ဆက်နေရမယ်ရှေ့မဆက်ဘူးဆိုရင်တော့အတက်ခံရမယ်ပေါ့အဲဒီသဘောကိုလည်းမြင်ရစေတယ်နောက်ဆုံးကြံခဲ့တဲ့၃ယောက်ဖြစ်တဲ့အဲပြိုင်ပွဲဝင်၃ဦးရဲ့တယောက်နဲ့တယောက်လူသားဆန်မှုနှွေးထွေးမှုတွေကိုလည်းမြင်ရစေပါတယ် ဒါကတော့မကြသေးမီကထွက်ရှိခဲ့တဲ့ The Long War ဆိုတဲ့အဲရုပ်ရှင်ဇာတ်ကားရဲ့အရာတွေကိုထုတ်လုပ်ပြီးတော့ပြပြထားခြင်းဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုတွေကိုစုံတိလိုက်ပါကြည့်ပေးတဲ့ဒုတိယချင်းစီကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါအောင်။အားလုံးပဲ see you in the next video. Bye.